ရန်ကုန်မြို့ရန်ကင်းမြို့နယ်ပညာဝရီရိပ်သာဆရာတော်သည်လွတ်လပ်ရေးရာပြီးစတွင်ပြည်တော်စီရီတော်ကြီးအင်္ဂါတော့ရှိဇေယျပေါ်မှာဝါကတ်သည်ရင်းပြင်းတော်ပေါ်၌တရားဘာဝနာများအားထုတ်နေစဉ်ဆရာတော်ကြီးတစ်ပါးကို အမှတ်မထင်ဖူးမြင်ခွင့်ရခဲ့သည်ဆရာတော်ကြီးကမောင်မစဉ်နေပြန်နံနဲ့အာယုံတက်ချိန်ကစပြီးတရဏဂုံကိုရွတ်ဖတ်ပွားများပြီးမင်းလိုရာစုတောင်းမှုညွှန်ကြားသွား၏ထိုအချိန်မှစ၍ တရဏဂုံသုံးပါးကိုရွတ်ဆိုပွားများပြီးလူရာစုကိုတောင်းကာအဋိဌံပြုခဲ့သည်ဒီနေ့တွင်သွန်ခံရန်အတွက်ရင်းပြင်းတော်ပေါ်မှထွက်လာစဉ်လူမျိုးချားဘာသာချားကလားတခုကဆရာတော်ဤခြေတော်အစုံကိုဥခိုက်၍ထူးထူးခြားခြားချစ်ခိုးကြတော်သည် ဘုရားရင်ပြေပေါ်၌ဘုရားဝတ်ပြုနေသည့်မျိုးသမီးကြီးတဦးကထိုအချင်းရာကိုမြင်ရ၍ဆရာတော်ကိုကြည်ညိုသွားရာနေစရာအကြောင်းမရှိသောဆရာတော်အားကြောင်းဆောက်ရန်အတွက်ယခုရိတ်သာနေရ၌မြေဝဲလူဤ